ူသားဖြစ်ပြီးဆိုတဲ့ academic ကိုရန်ဦးစားပေးကြတယ်။အားចောင်းစာတက်ရမယ်တဒန်းတန်းသုံးတန်း master ပြီးလို့ရှိရင် phd အကုန်လုံးပေါ့နော် career choice သင်ကြတာပေါ့နော်အသက်မွေးဝမ်းကြောင်းပညာရေးသင်ကြတယ်။တခုခုတော့တိုးတက်လာတာတော့ရှိတယ်သူကတော်သွားတာရှိမယ်။ဘုသူတာတွေစုဆောင်းတာပေါ့ skill တွေစုဆောင်းတယ်လို့ခေါ်တယ် academic ကဒါပေမဲ့ teacher တို့ dda ရောဘာကိုသင်ပေးလဲဆိုရှင်ဘဝနေနေပညာယူပေးတာ academic ဘက်ကိုလုံးဝမထီဘူး။ သူက academy ဘက်မှာသူက academy ဘက်မှာသွားလို့ရှင်လေသူကသူ့လိုလိုပေါ့နော်ဒီ information တွေစုံနေဆိုလို့ရှင်သူက practice ကြီးလုပ်ရင်းနေရမှာဝင်ငွေကြီးရကြတယ်เนาะသူကပေါ့ value ရဝင်ငွေကြီးဝင်ကြတာပေါ့ဒါပေမဲ့တခြားကဝင်ငွေရှာတဲ့ဘက်ကလည်းမသွားဘူးဒါပေမဲ့ TTA ကကျတော့ဘဝနေနေပညာကြီးဆိုတာကတော့ဟို we don't know we don't know that we don't know ပေါ့နော်တခြားတော့မသိတာဟောမသိတာမသိတာညာကြီးရှိရလောကမှာ ဟိုအကယ်ဒမီကျတော့ကိုကမသိတာကိုသိနေရဆိုရင်ကျောင်းကြီးတက်လိုက်လို့ရှင်သူကသိတယ်ကိုသိတာဖြစ်သွားတယ်ဒါပေမဲ့တီချေတို့ကျတော့မသိတာကိုမသိတာမသိတာကိုမသိတာဆိုတော့ဘာဖြစ်မလဲ blind spot အဲ့ blind spot ကတီချေတို့ရဲ့ဒီမွေးရပါ intelligence ကိုထုတ်တာပဲသူကဘ ഹു တုတနဲ့မဟုတ်ဘူးသူက apply လုပ်တာ practice လုပ်တာကိုကိုကို experience ဝင်ကြည့်ကြည့်တာအဲ့ blind spot ကိုတီချေတို့ကမိမောင်းထိုးတာပဲ ဒါကြောင့်ဘဝနေနည်းပညာရေးက blind spot တွေမှာပဲရှာတွေ့မှရတယ်